ဂျုံဟွန်းပါဝင်သွားမဲ့ Shiny ရဲ့တခြင်းအစ်တစ် Shiny အဖွဲ့ဟာပြည်သက်တွေစောင့်ဆိုင်းနေကြတဲ့သူတို့ရဲ့တခြင်းအစ်တစ်ကိုကြေညာလာခဲ့ပါတယ် Shiny ဟာမေ25မှာဖွဲ့လိုက်ကမ်ဘက်ပြုလုပ်သွားမှာဖြစ်ကြောင်းကြေညာခဲ့တာပါထေမင်းနဲ့အိုနူရော SM Entertainment ကနေထွက်ခွာပြီးဖြစ်ကြောင်းကြေညာခဲ့ပြီးတာတော့ ပရိသတ်တွေကတော့ shiny campus ကိုလှပေါင်းများစွာစောင့်ဆိုင်းနေခဲ့ကြပါတယ်။ဒီတော့တချင်းသစ်ကပရိသတ်တွေအတွက်ထူးခြားပြီးသားဖြစ်နေတဲ့အပြင်အသစ်ထမှန်ထွက်ရှိလာတဲ့အသေးစိတ်အချက်အလက်တွေကြောင့်ပို့ပြီးတော့အဓိပ္ပာယ်ရှိလာရပါတယ်။ poet artist လို့နာမည်ပေးထားတဲ့ဒီတချင်းသစ်ဟာ2018 January 23လကထုတ်ဝေခဲ့တဲ့ဂျုံဟွန်းရဲ့နောက်ဆုံး album နာမည်ဖြစ်ပါတယ်။ဒီတချင်းဟာ shower တွေအတွက်အမြဲတမ်းအရေးပါနေမဲ့ဖိုးတန် album လေးဖြစ်တာကြောင့် shiny တချင်းအသစ်ကိုဒီနာမည်ပေးထားတဲ့အခါပရိသတ်တွေအားလုံးမျက်ရည်လဲရင်း one day one တာဖြစ်ကြရပါတယ်။ အကြာကြီးနေပြီးတော့မှပြန်လည်ထွက်ရှိလာမဲ့တခြင်းမှာကျုံဟွန်းပါဝင်ရေးသားထားတဲ့ဆိုတဲ့သတင်းတွေကလည်းထွက်ပေါ်နေတဲ့အတွက်ပြည်သက်တွေကတော့ထွက်ရှိမဲ့ရက်ကိုမစောင့်နိုင်ဖြစ်နေကြပါဗျ။နာမည်နဲ့တခြင်းထွက်မဲ့ရက်အပြင် Open အသေးစိတ်ချက်လက်တွေကို Official Shiny Account ကနေတင်ပေးခဲ့ပါသေးတယ်။ physical release version တခုမှာမမ9ရောက်အတွက် photo cat တွေနဲ့တခြား item တွေအပြင်အယုတ်လေးတွေတခုစီပါဝင်အောင်မယ်လို့လည်းသိရပါဗျ။ဂျွန်ဟွန်းရဲ့အယုတ်လေးကိုတော့မမတွေကအတူကင်ပေးထားတဲ့ background image တွေအသုံးပြုထားတာတွေ့ရပါဗျ။ ရိတ်သက်တွေကတချင်းထွက်မဲ့ရဲ့နီးကပ်လာတာနဲ့အမျှနောက်ထပ်အသေးစိတ်တွေကိုသိရဖို့မဆောင်နိုင်ဖြစ်နေကြပါဗျ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။